ါတစ်ခါနဲ့မင်းစီတွေခြုံချခြင်းနဲ့ဖေလာတွေထိုးချပလိုက်တယ်နှကောင်းတွေခြုံခြုံခြင်းနဲ့ဖေလာတွေထိုးပလိုက်တယ်ဘာဖြစ်လဲဆိုတော့အည်သွေးညံ့တဲ့ဟာတွေကိုထိုးတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခါနဲ့ဒီနေရာတွေမှာခင်းပြီးတော့မှမာကျင့်နေတာခုနကလိုပေါ့ထိုးစေးတွေထိုးတာဒီအထင်းတွေကအတွင်းကလီစာတွေကိုပါပျက်စီးစေတယ်အဓိကကြောက်ကပ်ကိုကြောက်ကပ်ကိုတိုက်ခိုက်ခံရတယ်ကြောက်ကပ်ပျက်စီးတယ်လို့ကျမပြောတော့မယုံညာဘူးမလားပြောရင်ကျမကိုအမြဲတမ်းပြောတယ်သူတိသူတက်အဲအဲမိမကြီးဆိုအမြင်ုံကတ်တာအမိမကြီးဆိုကြည့်လို့မရအောင်နဲ့ကျမကိုရမ်းမုံရတယ် နော်ကျမကလေဟိုးရှေ့ရှေ့ကြာနေရဒါရီကိုကြုံမြင်ခဲ့လို့ပြောပြတယ်အခုအမျိုးသမီးတယောက်ဖြစ်တယ်နော်ငိုနေရတွေ့တယ်မလားတနာပါတယ်အဲ့တော့ now တနစ်နှစ်နှစ်လောက်ဆိုရင်အဲ့လိုအမျိုးသမီးပေါင်းများစွာတက်ငိုကြလိမ့်ဦးမယ် ်မင်္ဂလာပါရှင်ဒီဘရိုလီကတော့စံတရားတွေပြောတဲ့ဆ iam မာကြီးဒေါ်အိမ်မို့တင်းရဲ့ဘရိုလီပေါ့နော်ဘာဘရိုလီလဲဆိုလို့ရှင်တော့မျက်နှာဖီလာထိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူအခုဆိုလို့ရှင်လိုင်းပုံမှာမျက်နှာဖီလာထိုးပြီးတော့မျက်နှာထဲမှာအဆီဘူးတွေပေါ့နော်ဖီလာတွေကအတူတွေဖြစ်တဲ့အတွက်သူတို့ရဲ့မျက်နှာမှာအဆီဘူးတွေဖြစ်နေပြီးတော်တော်လေးဒုက္ခရောက်နေတယ်ပေါ့နော်အဲ့ဒါကကြုံမြင်ထားတယ်ဒီလိုမျိုးတွေဖြစ်မယ်ဆိုတာသိလို့မထိုးကြပါနဲ့ဆိုတာတတိပိတာကိုလုံးဝမရဘူးပေါ့နော်ဆိုလို့ရှင်ဆ iam မာကြီးဒေါ်အိမ်မို့တင်းကနေပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးပြောလာတာဖြစ်ပါရဲ့ရှင့်ခလေးနဲ့တူဒေါ်အိမ်မို့တင်းရဲ့ဘီဒီယိုလေးကိုလိုက်ပါနားထောင်ပြီး ကိုလည်းအမျိုးတို့ဖိတ်ခေါ်လိုက်ပါရဲ့နော်ပြောပြအောင်မယ်။အိုးဆောင်လေး။အော်အလှပနဲ့အကြောင်းဆိုလို့ကျမအရင်တော့မပြောခဲ့ဘူးလား။ဟင်ကျမနေရာတကာပါတယ်ဆိုတဲ့သူကြီးဗီဒီယိုဖိုင်တွေပြန်ကြည့်ကြည့်လိုက်။ကျမမပြောခဲ့ဘူးလား။မျက်နာလေးကိုမျက်နာစီး ်ဩစတတစ်ဆရာဝန်မဟုတ်ဖဲနဲ့သူတွေကမျက်နာကိုဖီလာတွေထိုးပေးတာတွေဘိုတောက်စ်တွေထိုးတာတွေအပ်ပုံးတွေစီမှာမလုပ်ဖို့ကျွန်မမပြောခဲ့ဘူးလားမပြောခဲ့ဘူးလားနော်ကျွန်တော်နေရာတကာပါတယ်သူတိသူတက်လေနေရာတကာပါတယ်မပြောခဲ့ဘူးလားကျွန်မ နော်အဲ့အပုံးနေအလှပြင်ဆိုင်နေကနေအဲ့တော့ကျမကဝိုင်းပြီးတော့မှအဲ့အဲ့ဒီရဲ့အုပ်စုတစုကကျမကဝိုင်းပြီးမလေးဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဆိုဝိုင်းပြီးပလိညာပြန်ရောနော်ဆိုတော့ကျမပြောတာပညာရှင်ဟာပညာရှင်ပဲနော်အဲ့တော့အာစတစ်စေးကန်းနေမှာတော့မှပဲစေးကုတယ်ခွဲစိတ်တယ်ဆိုတဲ့ဟာတွေကတစ်ခါတလေကြရင်ကုသမှုမှားယွင်းတယ်ဆိုတာတွေကိုဖြစ်သေးတယ်ကျွမ်းကျင်ဆရာဝန်တော်မှပဲနော်ကျွမ်းကျင်ပါတယ်ဆိုတဲ့ကျွမ်းကျင်ဆရာဝန်နေတော်မှပဲကုသမှုမှားယွင်းမှားယွင်းမှုဆိုတာဖြစ် တက်တယ်အဲ့တော့ဘာဆရာဝန်လက်မမလည်းမရှိဘူးเนาะဘာမှလည်းဒီညာနဲ့ပတ်သက်တဲ့အဲဘလို့ခေါ်မလဲလေ့ကျင့်မှုတွေလည်းမရှိဘဲနဲ့လွန်လွယ်ကူကူနဲ့မျက်နာတွေကိုအလှပြင်ဆိုင်နေမှာပဲဖီလာတွေထိုးပေးတယ်ကျမပြောတယ်လေအဲ့ဒီဖီလာတွေဟာတရုတ်ပြည်ကနေပုံးနေလိုက်ကြီးနဲ့ဂါလန်လိုက်ပုံးကြီးတွေနဲ့ခပ်ပေါ်ပေါ်နေရာသက်ပံခံတဲ့ဖီလာဆိုတာလည်းမရှိဘူး မရအောင်ပြောလို့မရအောင်လုံးဝပြောလို့မရအောင်ဟာတို့လှတယ်ပဲတို့ကောင်းတယ်ပဲအဲ့လုံတဲ့မိန်းမတွေလည်းဒီလိုပဲခံတဲ့မိန်းမတွေလည်းပြောလို့မရအောင်မလုံနဲ့နော်ဈေးပေါ်တာအောင်မလိုက်နဲ့နော်တကယ်ထိုးကျင်တယ်တကယ်ပြင်ကျင်တယ်ဆိုလို့ရှိရင်နာမည်ကြီး Aesthetic ဈေးကန်းကြီးကိုသွားပြင်ကျွန်မကသွားနေတဲ့ Bama Beauty Clinic ကဆိုလို့ရှိရင်လေဒေါက်တာကဆိုရင်လေ ကျွန်တော်တို့ botox ထိုးခြင်းနဲ့ filler ထိုးခြင်းနဲ့ဆိုတရားဟောပြီး तू ကပြန်လွှတ်လိုက်တာ तू က botox တွေ filler တွေထိုးပေးတဲ့ဆရာဝင်မဟုတ်ဘူးဒါကြောင့်မို့ကျွန်တော်တို့ကိုယ်တိုင်လည်း anti aging ဘက်ကိုပဲသွားပြီးတော့မှခါလေးကို skin ကိုပဲကောင်းအောင်ဒီသဘာဝတိုင်း skin ကိုကောင်းအောင်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဆိုဘာမှ ထိုးထားတဲ့ပြုတ်ပြင်ထားတဲ့ဟာမရှိဘူးသဘာဝတိုင်း skin ကိုကောင်းတယ်เนาะဆိုတော့တကယ်ကိုသဘာဝတိုင်းအသားရည်ကောင်းအောင်ကိုပဲလုပ်တာအဲ့တော့ဒါပေမဲ့လူရကြတော့ကာလာတို့မှာဟာတစ်ခါနဲ့မေးစီတွေခြုံချခြင်းနဲ့ filler တွေထိုးချပလိုက်တယ်နှာခေါင်းတွေခြုံခြုံခြင်းနဲ့ filler တွေထိုးပလိုက်တယ်ဟာဘာဘာတွေဖြစ်လိုက်တယ် botox တွေထိုးပလိုက်တယ်အဲ့လိုမျိုးတွေထိုးတဲ့ကစား botox တက်စာရင် filler ပို့ပြီးတော့မှစိုးတယ်เนาะ filler ကလေအဲ့တော့ဘာဖြစ်လဲဆိုတော့အည်သွေးညံ့တဲ့ဟာတွေကိုထိုးတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခါနဲ့ ီနေရာတွေမှာခင်းပြီးတော့မှမာကျင့်နေတာကျွန်တော်တို့မြန်မာပြည်မှာဆိုနောက်နှစ်လောက်ဆိုရင်ဖြစ်လာလိမ့်မယ်အဲ့လိုကိစ္စမျိုးတွေအဲ့လိုလူမျိုးတွေအများကြီးပေါ်လာလိမ့်မယ်အခုဖြစ်နေတဲ့မတ်ဘသူလဲအဲ့ဒီအဲ့ဒီအဲ့ဒီအမလူမျိုးပဲနောက်ထပ်နှစ်နည်းနည်းလောက်ကြာလို့ရှင်အဲ့လိုအမတို့မိန်းမမျိုးတွေအများကြီးအဲ့လိုမိန်းမမျိုးတွေအများကြီးပေါ်အမျိုးသမီးတွေပေါ်မိန်းမလို့ပြောရင်ရင့်တယ်လို့ဖြစ်သွားမှာဆိုလို့ရင့်တာကိုပြောတာမဟုတ်ဘူးเนาะမိန်းမဆိုတာဒီလိုဟို women ကိုပြောကြတာအဲ့တော့အမျိုးသမီးတွေအများကြီးဖြစ်လာလိမ့်မယ် ဘာဖြစ်လို့လဲသိလားအဲ့ဒီကြတော့မှ affected တွေဖြစ်မှာမလို့နော်ကျွန်တော်တို့ဘန်ကောက်လုံဟာမျိုးအလားပါနဲ့ပတ်သက်တဲ့ဟာမြင့်မာရင်ဆိုတော့အဟာရောင်မှပဲဘန်ကောက်မှာခဏခဏထိုးနေတဲ့သူတွေတွေ့လားတခါလေဒီမှာဒီလိုကြီးတွေဖြစ်သွားတာလေဟိုခဲကုန်တာလေဖီလာတွေပြန်ခွဲထုတ်ရတာလေမူရင်းရုပ်တွေအကုန်လုံးပြောက်ကုန်တာဒါကြီးတွေဒီလိုအဖုတ်လိုက်ကြည့်တယ်အဖုတ်လိုက်ခြင်းနဲ့ဘလူးရုပ်ကြီးတွေလိုမျိုးလေးအဲ့လိုကြီးတွေဖြစ်ကုန်တာမျက်ပေါက်ကြီးတွေပိတ်ပြီးတော့မှလေအဲ့လိုမျိုးတွေဖြစ်တာเนาะအဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့အရေသွေးညံ့နေဒီ အသားရည်နဲ့သက်ဆိုင်တဲ့ဟာတွေကိုကျွန်မစကင်ကဲလဲဒီလိုပဲ MLM ပစ္စည်းတွေဆိုကျွန်မပြောတယ်နော်ကျွန်မက MLM အုပ်စုကြီးကတော့ကျွန်မကိုမုန်းပါပေါ့မမုန်းနဲ့ညီမလေးတို့လည်းဘာဖြစ်ဆိုညီမလေးတို့ရောင်းတဲ့ဟာကညီမလေးတို့ဝမ်းရည်အတွက်ပဲရောင်းတာမှန်ပေမဲ့အများသူငါရဲ့ကျမကြီးကိုထိခိုက်စေဆိုတော့ညီမလေးတို့ဒီရရတဲ့ပတ်စံမှာအကူအညီပါတယ်နော်ဆိုတော့အမောက်လည်းဒါအမှန်တရားပြောတာဖြစ်တယ်ညီမလေးတို့ပစ္စည်းလည်းကြိုက်တဲ့သူကတော့သုံးပါပဲမကြိုက်တဲ့သူမသုံးဘူးပေါ့ဒါပေမဲ့ကိုကအမှန်အမှန်တိုင်းချပြရမယ်ပြောရမယ်အဲ့တော့အမောက်ကလည်းမမုန်းနဲ့နော် MLM ရောင်းတဲ့သူတွေကလည်းမုန်းလဲအမတော့ဘာမှမဖြစ်ဘူး ဲ့တော့အရေးသွေးညံ့တဲ့ skin care တွေခုနလိုပေါ့ထိုးဆေးတွေထိုးတာဒီလူတွေကအသားရေအရေးပြားကိုပဲအန်တရရရှိတယ်အရေးပြားပေါ်မှာပဲအဲ effective ဖြစ်တယ်လို့ထင်တာအထင်းတွေကအတွင်းကလီစာတွေကိုပါပျက်စီးစေတယ်အဓိကကြောက်ကပ်ကိုကြောက်ကပ်ကိုတိုက်ခိုက်ခံရတယ်ကြောက်ကပ်ပျက်စီးတယ်လို့ကျမပြောတော့မယုံညာဘူးမလားဟမ်မယုံညာဘူးမလားကျမပါလီယာမိုင်းသူတိတူတက် တူတာလင်ဆီယာမိုင်းကြည့်လို့ကိုမရဘူးအမိန်မကြီးဆိုလို့ရှိရင်နေရာတကာပါလို့မလို့နေရာတကာတူတာလင်ဆီယာမိုင်းကြီးမလို့အဲ့လိုမျိုးဆီယာမိုင်းကြီးလုတ်ပြီးပြောနေတာတောင်မှပဲနားထဲအောင်မတိုးကြဘူးဖြစ်ကြတာလေနော်ဒီလောက်အမုန်းခံပြီးဆီယာမိုင်းကြီးလုတ်ပြီးတော့မှအဲ့လိုစကားတွေကိုလုတ်ပြီးတော့မှအမုန်းခံပြီးတော့မှပြောတာတောင်မှပဲဖြစ်နေကြတော့အဲ့တော့တယောက်ကကျမစကားကိုနားထောင်ပြီးမလုတ်လိုက်ဘူးဆိုရင်တယောက်လွတ်မြောက်တာပေါ့ဟုတ်လားကျမမပြောခဲ့ဘူးလားနော် အသားတွေတဲကိုထိုးတာတွေမျက်နာတွေ skin care တွေကိုထိုးတဲ့အဆင့်အောင်မပြောနဲ့အဲ့ဒီအရေသွေးညံ့တဲ့ steroid ပါတဲ့ပစ္စည်းတွေကိုလူးတယ်ဆိုရင်တော့မှအရေပြားကင်ဆာတွေဖြစ်တတ်တယ်ကြောက်ကက်တွေကိုပျက်စီးစေတတ်တယ်လို့ကျွန်မမပြောခဲ့ဘူးလားဗီဒီယိုဖိုင်တွေရှိတယ်လောလောလတ်လတ်ပြန်ရှာကြည့်ကြည့်အခုကြည့်မျက်နာကိုအရေသွေးညံ့တဲ့ဒီ filler တွေထိုးတော့အဖုတွေ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 မနှဲပြန်ခွဲထိုးရမှာပုံကြားစရိတ်ကိုယ့်ရဲ့နာကျင်မှုဝေဒနာအဲ့ဒါဒီမှာခွဲလို့ရအောင်မှာ ခွဲပြီးရောမူရင်းရုပ်ပြန်ရမှာလားဘာတွေပျက်စီးအောင်မလဲခန္ဓာကိုယ်ရဲ့အတွင်း organs တွေဘာတွေကိုပျက်စီးနေအောင်မလဲဒါကြောင့်မလို့အဲ့လိုမျိုးလွယ်လွယ်ကူကူဒီဆေးကန်းတွေကနေပဲအပုံးတွေခေါ်တာပေါ့ဒီအပုံးတွေကလုတ်ပေးတဲ့ကုသမှု treatment တွေကိုမခံယူနဲ့ကျမအမြဲတမ်းပြောခဲ့တာလုံးချင်တပါဆိုလို့ရှိရင်နာမည်ကြီး ostatic ဆေးကန်းတွေကိုတွန်းဒီမှာပေါ့ပေါ့ပဲပဲနဲ့ ostatic ဆေးကန်းတွေကတဘောက9သိန်းပေးရတယ်ဆိုလို့ရှိရင်တို့က9000လောက်နဲ့လုတ်ပေးတယ်ကွာတင်လား မသိရင်ပဲဟို offsetic စေခန်းကြီးတွေကပဲမတော်မတရားစားထားသလိုလိုသူတို့ကပဲအာအလကားမတင်နဲ့တခါတည်းကိုဈေးတက်တာအောင်နဲ့ပဲသူတို့ကပဲလုတ်ပေးသလိုလိုသူတို့ကပဲဈေးနှုန်းမှန်းသလိုလို offsetic စေခန်းကြီးတွေကပဲဈေးတွေကိုမတရားသဖြင့်ကိုစားသလိုလိုဘေးကင်းလုံခြုံစိတ်ချရမှုအပိုင်းဆိုတာရှိသေးတယ်အဲ့ဒီဒီအလှပြင်ဆိုင်တွေကနေထိုးပေးတဲ့ filler တွေဆိုတာတရုတ်ကနေဒီလိုဂန်လန်ပုံးနေနဲ့လာတာသိလားဂန်လန်ပုံးနေနဲ့လာတာ အဲ့ဒါလေးကိုအတိုင်းအစားမရှိဘယ်လောက်ထွန်းရင်ဘယ်လိုဖြစ်မလဲဘယ်လိုဆွန်းရင်ဘယ်လိုဖြစ်မလဲဆိုရင်အတိုင်းအစားမရှိဘူးနော်တချို့ဆိုနှခမ်းဖေလာထိုးတယ်တစ်ဖက်ကြီးကဖူးပြီးတော့မှတစ်ဖက်ကြီးကဘာမှမပေါင်းနှခမ်းကြီးကဒူလိုကြီးဖြစ်သွားနော်အများကြီးပဲနော်နှာခေါင်းနေထိုးတယ်နှာခေါင်းနေတခါလေးရွေ့ရဆောင်းပြီးတော့မှနှာခေါင်းနေအဲ့လိုမျိုးတွေဖြစ်တယ်အမျက်နာတွေဒလိုတွေဒလိုတွေခြုံချုံလို့မလို့ဆိုပြီးတော့မှထိုးတယ်ထိုးတဲ့ခါကျဒီမှာအခင်းလိုက်တယ်အခဲလိုက်တယ်အကုန်လုံးနေဖြစ်ကုန်တယ်ကျမတို့ဆိုမျက်နာကြီးတဲ့အထဲမှာပါတယ် နော်ကျမဆိုမျက်နှာကြီးတဲ့အထဲမှာပါတယ်ကျမတို့ဆိုဒါမျက်နှာလေမျက်နှာကျမတို့ကမျိုးနဲ့ယုံနဲ့ကြီးတာကျမတို့တွေဒီမှာဒါဒီလိုမေးရိုးကြီးတွေကားတာပေါ့ဒီမှာတစ်ခါဘုံမှမစင်းစားဘူးသိလားအေးတဘာဝတိုင်းလေးနည်းနည်းလေးပါရသွားခြင်းနဲ့နည်းနည်းလေးဆိုလို့ရှိရင်ဟိုက်ပူသွားလောက်လိုက်တယ်ဟိုက်ပူဆိုဒီလိုပေါ့ဒီလိုအသားလေးတင်းသွားတယ်ဒီလိုမင်းနဲ့ထက်လေးတက်တာသွားမယ်မျက်နှာလေးတွေပါသွားမယ်နည်းနည်းလေးချက်သွားမယ်တော်ပြီရပြီဒီလောက်ပဲဟိုက်ပူသွားပြစ်လိုက်တယ်အဲ့တော့အဲ့လိုဒီဖီလာတွေနဲ့ထိုးပြီးမေးစီတွေခြုံသွားတာတက်လားမျက်နှာကတက်တက်မေးစီကတက်တက်အဲ့လိုလူတွေမြင်ဘူးတယ်မလား original ဘယ်သူမှမရှိဘူးเนาะကျမတို့အရှိတိုင်းသူတွေထဲမှာမွေးရပါမေးစီဒီလိုမျိုးဖြစ်တယ်ဆိုတာမရှိဘူးကျမတို့အရှိတိုင်းသူတွေကသဘာဝအားဖြင့်ရင်းမြင်အားဖြင့်ကိုနေကဒီလိုမေးစီမေးလုံးတွေပဲလာတာဒီလိုမျိုးမေးချွန်နေကျမတို့အရှိတိုင်းမှာမရှိဘူးအဲ့ချွန်နေတဲ့မေးတွေအကုန်လုံးပြုတ်ပြင်ထားတဲ့မေးတွေဒီပဲမီးပူစောက်ထိုးတွေอ่ะเนาะအဲ့လိုမီးပူစောက်ထိုးတွေဖြစ်ဖို့အတွက်ကိုတချို့ကအတွင်းထဲကနေပြီးတော့မှမေးရိုးတွေချိုးပြီးတော့မှလောက်ကြတယ်เนาะ ခွဲဆက်ရတယ်အတွင်းထဲကနေ operation တွေလုပ်ပြီးတော့မှဒါလည်းတကယ့်ကိုအဆင်မြင့်တဲ့စီမှာတကယ့်ကိုကျွမ်းကျင်တဲ့စီတွေမှာလုပ်တော့မှာနော်အဲတချို့ကတော့ခုနလွယ်လွယ်ကူကူနဲ့ရုပ်ပြောင်းရုံလွဲတွေဖြစ်တဲ့ filler တွေထိုးတယ် botox တွေထိုးတယ်ပေါ့ botox ဆက်ဆိုင် filler ပို့ပြီးတော့မှ anti ရင်များတယ်သူကကြတော့ခုနလိုအထဲထဲမှာဘယ်လိုခေါ်မလဲတီးရှိနေတဲ့ဟာပေါ့ botox ကကြတော့သူကပျော်သွားပြီးတော့မှသူကတင်းရင်သွားအောင်လုပ်တာပေါ့နော်သူကပျော်သွားတဲ့အမျိုးပေါ့စေး ဖင်လာကကြတော့သူကကြတော့အဲ့မှာအထင်းထဲမှာရှိနေတာရှိနေတဲ့ဟာကြီးနော်ရှိနေတဲ့အဆိုင်ခဲကြီးကိုရှိနေတာဆိုတော့ယာတပ်ပန်ခံနေဆိုပြီးတော့မှထိုးတဲ့ဟာကြီးဆိုဘလောက်တောင်ကြောက်စရာကောင်းလဲဒီအသားထဲမှာအဲ့တော့ယာတပ်ပန်နေခံပြီးတော့အဲ့လိုတွေအဲ့လိုတွေဖုတ်ပြီးတော့မှအဲ့လိုတွေခဲပြီးတော့မှတဖြည်းဖြည်းနဲ့ဒီနေရာလေးကိုပြည်အောင်လို့ဒီလိုလေးထိုးလိုက်တယ်ထိုးလိုက်တာနေတဖြည်းဖြည်းနဲ့ဆွ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 ကျမတို့မျက်နာဆိုတာဒီမာဆယ်တွေကဒီလိုတွေအလုံးလုံးတယ်လေအမြင်နဲ့အဲ့ဒါတွေကတဖြည်းဖြည်းနဲ့တနေရာလေးမှာဆွဆွခဲပြီးအဲ့လိုအလုံးလိုက်တယ်အလုံးလိုက်တယ်အလုံးလိုက်တယ်ဖြစ်ကုန်တာ နော်အဲ့တော့ဟုတ်တယ်ကျွန်တော်တို့အရှိတိုင်းသူတွေကမီးဘူးဇောက်ဖို့မျက်နှာမွေးနေရဘူးမှမပါဘူးအဲ့မီးဘူးဇောက်ဖို့ဖြစ်အောင်ကအဲ့ဖေလာတွေထုံးရတာအဲ့တော့အစင်တန်းမီးမင်းသမီးလေးတွေမီးဘူးဇောက်ဖို့ဖြစ်နေလို့အစိုးရတွေမီးဘူးဇောက်ဖို့ဖြစ်နေလို့ဟာကိုရီးလည်းမီးဘူးဇောက်ဖို့ဖြစ်ချင်နေဆိုရင်တို့ကတကယ့်ကိုဘေးကင်းလုံခြုံစိတ်ချရတဲ့နာမည်ကြီး Austin တည်းရဲ့ကျွမ်းကျင်ပညာရှင်တွေစီမှာလောက်တာအဲ့တော့ကိုက ီရိုးရိုးသားမန်အရက်သူတွေကအဲ့ဒီစီတွေကိုတိလဲမတိဘူးသွားလဲမသွားနိုင်ဘူးဒီဒီလိုမျိုးလေးကြိုက်တယ်ဆိုတာနဲ့ဒီရက်ွက်ထဲမှာရှိတဲ့အလှပြင်ဆိုင်တွေလောက်မှာတွင်မဲဆရာဝင်မဟုတ်တဲ့သူတွေကနေပြီးတော့မှလုတ်ပေးတဲ့ဟာနောက်တစ်ခုရှိသေးတယ်မျက်ရည်ခွဲစိတ်တာတယ်စီကန်းနေမှာနေလုံနေတာစီကန်းနေမှာမဟုတ်ဘဲနဲ့အလှပြင်ဆိုင်နေမှာနေမျက်ရည်တွေခွဲစိတ်တာတွေရှိရဲ့နော်အရန်ကြောက်စရာကောင်းတယ်မလုတ်ပါနဲ့ကျမအရင်နေကအဲ့ဒီဗီဒီယိုဖိုင်တွေအတော်တော်ကြာကြာနဲ့ကပြောခဲ့ပြီးပြီး ်နော်ပြောရင်ကျမကိုအမြဲတမ်းပြောတယ်သူတိသူတက်အဲအမိမကြီးဆိုအမြင်အောင်ကတ်တာအမိမကြီးဆိုကြည့်လို့မရအောင်လေကျမကိုအရန်မုံရတယ်နော်ကျမကလေဟိုးရှေ့ရှေ့ကြာနေရဒါတွေကိုကြုံမြင်ခဲ့လို့ပြောပြတယ်အခုအမျိုးသမီးတယောက်ဖြစ်တယ်နော်ငိုနေရတွေ့တယ်မလားတနာပါလေအဲ့တော့နောက်တစ်နှစ်နှစ်နှစ်လောက်ဆိုရင်အဲ့လိုအမျိုးသမီးပေါင်းများစွာတက်ငိုကြလိမ့်အောင်မယ်အဲ့ကျမအဖက်တွေပေါ်မှာအခုချက်ချင်းမသိတာသေးဘူးချက်ချင်းကတော့လှနေအောင်မှာချက်ချင်းမသိတာသေးဘူးအခုချိန်မှာကျမပြောတဲ့စကားတွေကိုနားလည်းမတွန်း ဗီယိုလီရတော့ဒီလောက်ပါပဲရှင်ဗီယိုလီတဲ့မှာဆိုရင်ဆရာမကြီးအယ်မိုတင်ပြပြပေးတော့အမှန်နေပေါ့နော်ညနာရီဖီလာရီထိုးတာကဒီဆေးတွေကအတူတွေပေါ့နော်ဒါကြောင့်မို့လို့လဲညနာရီမှာအစီပူကြီးတွေဒီလိုမျိုးကြီးဖြစ်နေတာပေါ့နော်တော်တော်လေးကြောက်ဖို့ကောင်းတယ်နောက်ဘူးတော့ရှိသေးတယ်ညနာတီမကဘူးခန္ဓာကိုယ်တွေကကြောက်ကွက်ယောဂါကိုပါဖြစ်စေတယ်ပေါ့နော်ခီလေးတို့ဆင်းလဲဒီလိုမျိုးကြီးမလုပ်ရဲဘူးပြုလှခြင်းနဲ့အမေကလေးတွေအမျိုးသမီးတွေပါမယ်ဆိုလို့ရှိရင်ဖြစ်သွားတဲ့အမတွေကိုပဲဘုသူတသင်္ကန်းစာယူရမှာပေါ့နော်နောက်လူတွေလည်းဒီလိုမျိုးမဖြစ်ပါစေနဲ့လို့ခီလေးကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ရှင်ဒီ ီရိုပိုင်လေးကိုလည်းနောက်ထပ်အများသူကမြင်နိုင်အောင် share လေးပြုလို့သွားပေးပါအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အမျိုးတွေတယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ရှင့်ဒါဆိုရင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြအောင်မယ်နော်